မြန်မာနိုင်ငံမှာစစ်ကော်မရှင်တပ်ဒီစစ်အုပ်စုရဲ့ရက်ဆက်မှုတွေဟာလေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူတလားထက်တလားပိုပြီးတော့မြင့်တက်လာနေပါတယ်။အခုတလောထွက်ပေါ်လာတဲ့အချက်လက်တွေဟာဆိုလို့ရှိရင်လည်းအရန်ကိုထိတ်လန့်စရာကောင်းနေပါတယ်။စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်စစ်တမလာတလားထဲမှာကိုပဲဒီအမျိုးသမီး58ယောက်ဟာအသက်ဆုံးရှုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမက BW ကထုတ်ပြန်လိုက်ပါတယ်။ဒီတေဆုံးသူ58ယောက်ထဲမှာဆိုရင် ကိုဝင်ဆောင်အမျိုးသမီးတွေလည်းပါဝင်နေတာကိုတွေ့ရပါတယ်။ BWU ရဲ့အော်တိုဘာလ10ရက်နေ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့လမှာဒဏ်ရာရတဲ့အမျိုးသမီးကတနိုင်ငံလုံးအတိုင်းအတာအနေနဲ့52ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ဒါကဒီစစ်အုပ်စုဟာလူသားချင်းစာနာမှုမရှိဘဲအရတားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းပြတ်သားနေတာပဲဖြစ်ပါတယ်။ဒဏ်ရာရမှုသေဆုံးမှုတွေရဲ့အဓိကအကြောင်းရင်းတွေကတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်တိုက်ခိုက်မှုတွေက ောင်းဖြစ်ခဲ့တာလို့ BW ကဖော်ပြထားပါတယ်။အခုအောက်တိုဘာလမှာထွက်ပေါ်လာတဲ့အချက်လက်တွေအရဆိုရင်ဒီစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုကို အရင်လားတွေကထက်ပိုတုံးလာနေပြီးတော့အကြမ်းဖက်လုပ်ရက်တွေကိုပို့ပြီးတော့လုပ်နေတာကိုတွေ့ရပါတယ်။အာနာသိန်းကာလာ9နှစ်နီးပါးအတွင်းမှာစစ်ရာဇဝမှုနဲ့လူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဇဝမှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ကလေးငယ်တွေကတော့ဒီအကြမ်းဖက်မှုတွေရဲ့တားကောင်တွေအဖြစ်ဆိုးရွားစွာ ွာခံစားနေကြရသေးပါ PWU ကစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုနိုင်ငံတကာအတိုင်းဝိုင်းကအရေးယူဖို့လိုအပ်နေတယ်လို့တောင်းဆိုထားပါတယ် UNDP ရဲ့2025ခုနှစ်အစီရင်ခံစားအရာမြန်မာနိုင်ငံမှာဒီမြန်မာလူငယ်၃ပုံ၃ပုံနီးပါးဟာဆိုလို့ရှိရင်စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကို အမဲလို့လို့ခံစားနေရတယ်လို့ဆိုပါတယ်ဒါကလူဦးရေ၅သန်းနီးပါးလောက်ရှိတယ်လို့ဆိုရပါမြန်မာနိုင်ငံ မှာစစ်အာဏာသိမ်းမှု၄နှစ်ကျော်ကြာလာချိန်ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ကဒီ UNDP အနေနဲ့ပေါ့လေ၆ကမ္ဘာထက်ကမျိုးဆက်လို့နာမည်ပေးထားတဲ့အစီရင်ခံစာကိုအောက်တိုဘာလမှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာအရမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာရာဇဝတ်မှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံဖြစ်လာပြီးရာဇဝတ်ဂိုင်းတွေရဲ့ဩစာလွှမ်းမိုးမှုတိတိတတ်တာရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်စိုက်ဘာလိင်လယ်မှုနဲ့လူကုန်ကူးမှုတွေလည်းမြင့်တက်နေ ရယ်လို့အစီရင်ခံစာဆိုပါရယ်နောက်ပြီးတော့စစ်မှုထမ်းဥပဒေကြောင့်အမျိုးသားလူငယ်တွေဟာအတင်းအဓမ္မစစ်သားစုဆောင်ခံရမယ်အနေရကိုလည်းအကြီးအကျယ်စိုးရိမ်နေကြရပါတယ်ညာဘက်ဆိုရင်တယောက်ထဲသွာလာရင်မလုံခြုံဘူးလို့ဖြေဆိုတဲ့သူဟာအာနာမသိန်းခင်ကထက်နှစ်ဆကျော်ပိုပြီးတော့များလာပြီးမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာရာဇဝတ်ကိုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံထားပါတယ်အဖွဲ့အစည်းတွေအနေနဲ့ဒီလူငယ်တွေအတွက်စိတ်ကြမ်း မ်းမာရေးနဲ့လူမှုရေးဆိုင်ရာအထောက်ပံ့တွေကိုဦးစားပေးဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့လည်းအစီရင်ခံစာတိုက်တွန်းထားပါတယ်။ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီကိုမြန်မာအရက်ပတ်အဖွဲ့အစည်းတွေနဲ့ထိခိုက်ခံစားရသူတချို့ကတရားစွဲဆိုဖို့ပြင်ဆင်နေပါတယ်။နော်ဝေးအခြေစိုက်တယ်လီကွန်ကုမ္ပဏီကြီးဒီတယ်လီနောကို တရားစွဲဆိုရတဲ့အဓိကအကြောင်းရင်းကတော့တုံးဆွဲသူ customer တွေရဲ့အချက်လက်တွေကိုစစ်ကော်မရှင်ဒီစစ်အုပ်စုစီကိုလွှဲပြောင်းပေးအပ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်ကြောင့်ဖြစ်ပါတယ်။တယ်လီနောဟာ2021ခုနှစ်ဆက်အာနာသိမ်းပြီးတဲ့နောက်ခေါ်ဆောင်မှုမှတ်တမ်းတွေ တည်နေရတွေအချက်လက်တွေနောက်ပြီးတော့နာမည်နေရက်လိပ်စာနဲ့အာနိုင်ငံသားစီစီရေးကပ်ပြားနံပါတ်စတဲ့သုံးဆွဲသူတွေရဲ့အရေးကြီးတဲ့ကိုယ်ရေးအချက်လက်တွေကိုစစ်တပ်ကိုပေးခဲ့တယ်လို့ဆွဆွဲခံထားပါဗျ။စစ်ကော်မရှင်ဟာအဲ့ဒီအချက်လက်တွေကိုတုံးပြီးတော့ အာနာသိမ့်မှုကိုစန့်ကျင်တဲ့သူတွေတက်ကြွလှုပ်ရှားတဲ့သူတွေနဲ့အယက်သားတွေကိုခြေရခံပြီးတော့ဖမ်းဆီးတာဟာနှိပ်စက်ညှဉ်းပန်းတာတည်ထံပေးကွက်မြတ်တာတွေလုပ်ခဲ့တယ်လို့တရားစွဲဆိုမဲ့သူတွေကပြောဆိုထားပါတယ်။လွတ်တော်အမှန် ဥဖြိုးစီရတော်ရဲ့ခေါ်ဆိုမှုမှတ်တမ်းတွေကိုတယ်လီနော့ကလွှဲပြောင်းပေးပြီးတဲ့နောက်ဖမ်းဆီးခံရပြီးကိုမျက်ခံခဲ့ရတာလို့လဲဆိုထားပါတယ်။ Defend Myanmar Democracy နဲ့ Myanmar Internet Project စတဲ့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေနဲ့အတူတေဆုံးသူဥဖြိုးစီရတော်ရဲ့ဇနီးတော်တစဉ်ညွန့်အောင်အပါဝင်ထိခိုက်ခံစားရတဲ့သူတွေကတရားစွဲဆိုဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ ဒီပြင်ဆင်နေမှုတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသုတေသနပြုမှုစင်တာ SOMO ကအောက်တိုဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ Telenor ဟာ2020ခုနှစ်မတ်လမှာမြန်မာလုပ်ငန်းခွဲကိုစစ်တပ်နဲ့ဆက်ဆက်မှုရှိတဲ့ရွှေပြိုင်းဖြူအုပ်စုပါဝင်တဲ့အဖွဲ့အစည်းကိုရောင်းချခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။အဲ့ဒီလို့ရကြောင့်သုံးဆွဲသူ18တန်းရဲ့အချက်လက်တွေကိုစစ်တပ်ကအကန့်အသတ်မရှိအတုံးပြုတ်ဖွင့်ရသွားတယ်လို့ဆို ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံစမုတ်ဆာခွန်ခရိုင်ကမြန်မာကျောင်းဆရာဆရာမတွေဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဒီစမုတ်ဆာခွန်ခရိုင်အကထရုံဘန်နေရာမှာပေါ့လေဖွင့်ထားတဲ့မြန်မာရွှေ့ပြောင်းကျောင်းသူကျောင်းသားတွေတက်နေတဲ့စာသင်ကျောင်းနှစ်ကျောင်းကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ကျောင်းနှစ်ကျောင်းဟာမြမရွှေပြောင်းကလေးငယ်အယောက်900နီးပါးကိုပညာသင်ကြားပေးနေတာဖြစ်ပါတယ်။စစ်ဆေးခံရမှုမှာကျောင်းဆရာဆရာမ28ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ဒီဖြစ်စဉ်ကတော့အော်တိုဘာလ9ရက်နေ့ကဖြစ်ခဲ့တာပါ။ဖမ်းဆီးခံရတဲ့အဓိကအကြောင်းရင်းကတော့ဆရာဆရာမတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်ဗီဇာဝတ်ပါမင်းမရှိဘဲစာသင်ကြားပေးနေတာကြောင့်ဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ဒီဖြစ်ရက်ဟာထိုင်းနိုင်ငံမှာရှိနေ တဲ့ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးအခွင့်အရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။ ကလေးငယ်အယောက်900နီးပါးဟာစတင်ကြမှုရပ်တန့်သွားနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေကြပါဗျ။ခောက်ဆုတည်င်းဌာနရဲ့ဖော်ပြချက်တွေအရဆိုရင်ရွှေပြောင်းကလေးငယ်တွေအာပညာသင်ယူဖို့အခက်အခဲတွေရှိနေစေဆိုတာကိုဒီဖြစ်စဉ်ကပေါ်လွင်စေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ဥပဒေအရတရားမဝေနေထိုင်တဲ့သူတွေနဲ့အလုလုခွင့်ဝေါ်ပါမင်မရှိဘဲနဲ့အလုလုကင်တဲ့သူတွေကိုအေးအေးယူတာဟာဥပဒေလုံထုံလုံနေဖြစ်ပေမဲ့ လူအခွင့်အရေးနဲ့ကလေးတငယ်အခွင့်အရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်ရွှေပြောင်းကလေးငယ်တွေဟာပညာသင်ကြားခွင့်ရဖို့ခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။မြန်မာရွှေပြောင်းလောက်တာမိသားစုတွေရဲ့ကလေးတွေပညာသင်ကြားနေတဲ့အကြောင်းတွေကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်ပြီးတော့စစ်ဆေးတာတွေဖမ်းဆီးတာတွေဟာပညာရေးအခွင့်အရေးအပေါ်ချိန်ချောက်မှုတွေကိုဖြစ်လာစေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ထိုင်းအစိုးရနဲ့သက်ဆိုင်ရာလူအခွင့်ရေးအဖွဲ့အစည်းတွေကဝိုင်းဝန်းဖြည့်ရှင်းပေးကြဖို့လိုအပ်နေတယ်လို့လည်းထောက်ပြမှုတွေရှိနေပါတယ်။